ဗီဒီယိုဂေ့စ်နဲ့ပတ်သက်တဲ့အရေးကြီးသတင်းတစ်ပုဒ်ကိုတုံးသက်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ်။ င်္ဂလာပါကိုခဲအစ်စတာဖူတဘောရှူကနေကြိုးစားပါတယ်ကျွန်တော်ကိုခဲမှာဗီဒီယိုယောဂီရဲ့ပတ်သက်တဲ့အရေးကြီးကောလာဟာလာသတင်းတစ်ပုဒ်ထွက်လာတယ်ပေါ့နော်အဲ့တော့ဒီသတင်းကိုအာစနယ်ချဲလ်စီမန်ချက်စတာယူနိုက်တက်ဖန်တွေအားလုံးဟိုနားထောင်ပြီးတော့ဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်လက်ရှိအချိန်မှာလည်းယောဂီရဲ့ကိုခေါ်ယူခြင်းနေတဲ့ကလပ်တင်းတွေထဲမှာဒီသုံးသင်းရဖြစ်နိုင်ခြင်းအရှိဆုံးကလပ်တွေဖြစ်ပါတယ်ခင်ဗျဆိုတော့ပေါ်ပြထားတဲ့သတင်းဆိုးစ်က The Sun ဖြစ်ပါတယ်ဟို The Sun ဒီ တည်င်းဌာနကြီးတခုပါဖော်ပြချက်ထဲမှာဆိုရင်ဖီဒေယောဂီယက်ရဲ့ဦးလေးဖြစ်တဲ့သူဟာသူတို့မိသားစုညသာစားပွဲမှာယောဂီယက်ဆုံးဖြတ်ချက်ချတဲ့စကားတခွန်းနဲ့ပတ်သက်ပြီးတော့ဟိုပြောကြလိုက်တယ်ဆိုတော့ဖော်ပြမှုမျိုးပေါ့နော်တကယ်ဟုတ်မဟုတ်နော်သစမ်းလှော်မလို့ကတော့နောက်ဆက်တွဲသတင်းတွေစောင့်ကြည့်ရမှာပါဘောလုံးသတင်းတွေမှာဘယ်ယာမှတထစ်ချမယုံကြည်သေးခြင်းဦးနော်အဲ့တော့ ဒီမိသားစုညစာစားပွဲမှာယော့ကက်ရှ်ကဘာပြောလဲဆိုတော့အာစနယ်ယူနိုက်တက်ဒီချယ်ဆီတို့ကိုပြောင်းရွှေ့ဖို့တက်တနည်းအားဖြင့်ဗျာအာစနယ်တို့ယူနိုက်တက်တို့ ਨੇ သတင်းပို့ထွက်နေတဲ့အတွက်ကြောင့်เนาะအာစနယ်ယူနိုက်တက်ဘာညာကိုပြောင်းရွှေ့ရေးထက် Sporting Lisbon အသင်းမှာပဲနောက်ရသည်ဆက်နေဖို့ရှိတယ်ဆိုပြီးဆုံးဖြတ်ချက်ချခဲ့တဲ့ဇာတ်ကားပါအဲ့တော့ဒီကစားသမားနဲ့ သတင်းထွက်နေတဲ့ကလပ်သင်းတွေအားလုံးကဒီသတင်းတိုင်းသာတကယ်အမှန်ဆိုရင်တခြားတိုက်စစ်ပြစ်မှတ်ကစားသမားကိုရှာဖွေရမယ့်သဘောမျိုးဖြစ်သွားပါလိမ့်မယ်ဒီသတင်းဟာဗီဒီယိုဂက်ရှ်ဦးလေးကိုတိုင်ပြောခဲ့တဲ့စကားလားဒါမှမဟုတ်ရင်ဘယ်ကဘလို့ထွက်လာတဲ့သတင်းလဲကျွန်တော်တို့ ပိုက်စိတ်တိုက်ပြီးတော့ဆူနီကြီးအောင်အဲ့တော့အာစနယ် Chelsea United ဘယ်အသင်းကိုရောင်းနိုင်ချေရှိလဲဆိုတာထက် Victor Jokic ကဘာကြောင့် Sporting Lisbon မှာဆက်ရှိနေမလဲဆိုတဲ့အပိုင်းကိုကျွန်တော်မေးခွန်းထုတ်ချင်ဒါ Sporting Lisbon ကို respect မရှိလို့ပြောတာမဟုတ်ဘူးเนาะပေါ်တူဂီလီယာဘယ် club အသင်းမဆိုလူရောင်းစားတဲ့အသင်းတွေပေါ်တူဟိုးရင်ကတည်းကနာမည်ကြီးကစားသမားတွေအများမအများကြီးထွက်ခဲ့တယ်အကုန်ရောင်းတာပဲမော်ရီညိုနဲ့ ချန်ပီယံလီရတယ်အဲ့ဒီအထိုင်ကြီးကိုဖျက်ပြီးတော့ရောင်းပြစ်တာဘန်ဖီကဝယ်လိုက်ရောင်းလိုက်လုပ်နေတဲ့အသင်းစပိုတင်လစ်ဘွန်လဲထိုးနီးတူပဲခရစ်စတီယာနိုရိုနယ်ဒိုလိုကမ္ဘာအဆင့်ကစားသမားဖြစ်လာမယ်ကစားသမားတယောက်တော့မှအဲ့တော့ပေါင်း73သန်းနဲ့လာမသိရောင်းခဲ့တာပဲအဲ့တော့ပြောချင်တာဗီဒီယိုကစ်ဒီအသင်းမှာနေမယ်ဆိုရင်နေလို့မရဘူးမဟုတ်ရတယ်တို့တော့သူ့ရဲ့အသက်အရွယ်နဲ့ပြန်ပြီးတော့ဟို adjust လုပ်ကြည့်မယ်ဆိုရင်ဒီတဲ့ရင်ကတိတ် reasonable မဖြစ်ဘူးဗျ။ ။ तू อ่ะ Sporting List ပုံမှာငယ်မွေးချန်ပေါင်းကစားသမားဆိုရင်တော့ဒီသတင်းပေါ်မှာကျွန်တော်အနေငယ်လက်ခံရင်လက်ခံလိမ့်မယ်။ဒီ Sporting List ပုံကစတင်ကစားသမားဘဝထွန်းတောက်တဲ့အမြေတောင်မြောက်ပေးခဲ့ပြီးတော့ဒီအချိန်ထိရောက်လာတဲ့အသင်းမှာကစားခဲ့တာ10နှစ်လောက်ရှိပြီဆိုရင် okay तू အသင်းကိုစောင့်ရမ်းချစ်တယ်။တိုးတော့ Vitor Jokic က List ပုံကိုပြောင်းလာတာလက်ချွေလို့ရရဗျာ2နှစ်လောက်ပဲရှိသေးတယ်။အရင်တော့ Coventry မှာကစားနေတဲ့ကစားသမားတနည်းအားဖြင့် England ဒေသတွင်း club တွေမှာပတ်ပြီးတော့ကဲနေတာ Brighton မှာကျွန်တော်တေချာမှတ်မိတယ် Yorkish ကိုပြီးတော့ Swansea တွေဘာရောက်သွားဘူးတဲ့အဲ့ပြောချင်တာဟိုတန်ရောစင်ဘိုင်းရအတင်းဟိုဟို chicken twitter မှုဘိုင်းရကြည့်မယ်ဆိုရင် Yorkish နေနဲ့ Sporting Lisbon မှာဟိုတည်တည်တန်အောင်နေမယ်ဆိုတော့အခြေအနေကြီးရတော့မဖြစ်နိုင်ဘူးလို့ထင်တယ်ဗျ Now အောင်မြင်မှုပိုင်းကစားသမားတွေရောင်းနေပါတယ်ဆိုကမှအဲ့ဒီကလပ်ဒင်းတဲ့င်းကဘလို့လို့ရေရှည်မှာအောင်မြင်မလဲပြည်တွင်းမှာတော့ဖိုက်တာလို့လို့ရာကောင်းရမယ်ပေါ်တိုတို့ဘန်ဖီကာတို့နောက်ပိုင်းမှာနည်းနည်းပါဝါကျလာတဲ့အညီလစ်ပွန်ကလည်းပါဝါတက်လာတော့ဒီ၃တင်းလောက်ပြိုင်နေဆိုင်နေမယ်ဗျာတွင်းမဲ့ဥရောပမှာဟိုအနေထားတရက်လောက်ပဲရှိတယ်တကယ်တမ်းစူပလားစင်ကွန်နိုင်စွမ်းဆိုရင်အဲ့လောက်မရှိတော့အဲ့တော့အခုကြည့် Swedish Tyson မူတွေထဲမှာ Vidar Jorgic တဲ့စင်ပြိုင်အလက်ဇန္ဒားအီဆက် Newcastle မှာတော့ကနန်းမငြိမ်ဘူး Newcastle တက်ပို့ပြီးတော့ဖလားစင်ကွန်နိုင်တဲ့အသင်ကိုပြောင်းဖို့လုပ်နေအဲ့တော့ Jorgic ကလည်းတာမ မန်လူသားပဲလေဗျာသူလည်းအတင်းတင်းစူပလားစင်ကုန်နိုင်တဲ့အတင်းကိုပြောင်းဖို့အတွက်စဉ်းစားမှာပဲအဲ့တကြောင့် ကျွန်တော်တို့ဒီသတင်းတွေပေါ်မှာဟိုတိတ်ပြီးတော့မယုံဘူးမြ။ Vidya Yogesh Angel ကဆေးလို့သာပြောတယ်ဆိုပေမဲ့ဟိုသတင်းပေါ်ပြမှုတွေထဲမှာသတင်းတောက်တွေကသူတို့ကိုယ်တိုင်အဲ့လိုအကျယ်တဝင့်လျှောက်ပြီးတော့လှော်လိုက်တဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲ။ Okay အဲ့ကျွန်တော်နောက်ထပ်တစ်ပိုင်းအခု Vidya Yogesh နဲ့သတင်းထွက်နေတဲ့အသင်း၃သင်းထဲမှာဘယ်အသင်းကိုပြောင်းနိုင်လဲဆိုတဲ့အခြေအနေပါဆက်လက်ဆွေးနွေးကြည့်အောင်။ Austin Austin ကတော့ Yogesh တဲ့နော် Benjamin Shashku ဦးစားပေးတိုက်စစ်မှုအဖြစ်ခေါ်ယူခြင်းနဲ့ဆိုတဲ့သတင်းမျိုးတွေထွက်ထားတယ်။ Yogesh ကလည်းရောက်လာနိုင်သေးတယ်။လက်ရှိချိန်မှာတော့ Austin ကတော့ဒီတိုက်စစ်ပြစ်မှတ်က စားသမားကိုခေါ်ဖို့အတွက်အခွင့်အရေးအကောင်းဆုံးလို့ ကျွန်တော်ယူဆတယ်သူကိုယ်တိုင်ကအာစနယ်ကိုပြောင်းရွှေ့ခြင်းနေတဲ့တည်င်းကအများကြီးထွက်ထားတာ哦ဒါကျွန်တော်ပေါ်တူဂီမှာရှိတဲ့ကစားသမားတယောက်ရဲ့စိတ်ထဲကိုကျွန်တော်တွေလည်းဘာဖြစ်မှန်းမသိဘူးเนาะဖြစ်နိုင်ချေရှိတဲ့ potential တွေကိုစဉ်းစားကြည့်တာအဲ့တော့ now united united ကတော့ europa league ဘူးဆွဲသွားရင်တော့အားကောင်းဆုံးအခြေအနေဖြစ်မှာဗျသူတို့ champion league ဝင်ခွင့်ရတဲ့ yokesh ကအသင်းကိုရောက်လာတယ်အများကြီးဖြစ်နိုင်တယ်လीသူ့ရဲ့ဆရာဟောင်းနဲ့ပြန်ပြီးပူးပေါင်းတယ်သို့တော့ united အသင်း champion league ကိုမဝင်မှု europa league မှာရှုံးနေမှုက yokesh ကိုခေါ်ယူမှာ potential တော်တော်လေးနေသွားနိုင်တယ်လို့ထင်တယ်နောက်ဆုံးတစ်သင်း chelsea ပုံမှန်ချင်းချယ်ဆီကတော့ဖြစ်နိုင်ခြင်းမရှိဘူးဟာမခေါ်နိုင်ဘူးအာစနယ်ကိုဦးစားပေးရနိုင်တယ်တိုးတော့ဘိုလီတို့ကြောက်ရတယ်နော်ဘာတဲ့င်းမှမထွက်ပဲကောက်ခေါ်သွားတဲ့အပြောင်းရွှေ့ဒီနှစ်ဇန်နဝါရီအပြောင်းရွှေ့ကာလမှာရှိတယ်ဂျီယိုဗန်နီကွင်းတာကျွန်တော်တို့ရောက်မယ်လို့ထင်ထားခဲ့တာမန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ပထမဆုံးခေါ်ဦးနိုင်ခြင်းရှိတဲ့ကစားသမားကလည်းဂျီယိုဗန်နီကွင်းတာအလွယ်ပြီးတခြားသူမမြင်ဘူးတိုးပေမဲ့ချယ်ဆီဒိုးဆိုင်လေးဘလူတွေဆွေးနွေးပြီးတော့ဂျီယိုဗန်နီကွင်းတာကိုခေါ်သွားတော့အဲ့ဒီကြောင့်အခုချိန်မှာအာစနယ်တို့ယူနိုက်တက်တို့လောက်ဗီဒီယိုဂက်စ်နဲ့ချယ်ဆီတဲ့င်းမထွက်ဘူးဆိုပေမဲ့ကျွန်တော်တို့မမြင်နိုင်တဲ့မသိနိုင် တဲ့အခြေအနေမျိုးတွေကနေကွမ်းတားလိုမျိုးဆွေးနွေးသုံးသပ်တာအောင်မဖြစ်နိုင်ဘူးလား Sporting Lisbon နဲ့ Chelsea ကြားထဲမှာလည်း relation ကောင်းနေရှိတဲ့အခါကျတော့ဟိုရုပ်စွာအဆုံးပြောမယ်ဆိုရင်ဟာကျွတင်သဘောတူညီမှုရပြီးအသင်းပြောင်းမှအသင်းပြောင်းကန်ဒီမှာထုတ်ပြောလိုက်တဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်တာပဲလေ Chelsea မှာကလည်း Jason လို Una Jogan အသုံးမကျတဲ့တိုက်စစ်မှုထက်ဆိုင်တကယ်အထောင်တိုက်စစ်မှုကောင်းတယောက်လိုအပ်နေတာအားလုံးမြင်နေရတာပဲအခုချိန်မှာဘာကြောင့်တည်ငုံနေလဲဒါကလည်းတစ်ဖက်ကပြင်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ကြောချမ်းစရာပဲပေါ့နော်ဘူလီတို့မယု ုံကြည့်နိုင်စရာကောင်းလောက်တဲ့အခြေအနေမျိုးနဲ့ Federer Jokic ကိုခေါ်ယူသွားနိုင်ကြတော့ရှိတယ်။အဲ့တော့ Jokic အနေနဲ့တခြားသောအသင်းတွေကိုပြောင်းရွှေ့ဖို့အတွက်အခွင့်အရေးကတော့ကျွန်တော်မများဆမမြင်ဘူး။ဒီ Chelsea, Arsenal, United အသင်း၃သင်းလောက်ပဲဖြစ်ဖို့များပါတယ်ခင်ဗျ။အဲ့တော့ဒီ The Sun ဖော်ပြတဲ့သတင်းဒီ Federer Jokic ရဲ့ဦးလေးပြောချင်မှာတော့ပြောလိုက်မယ်ဒီတိုင်းကောလာဟာလာသတင်းတပုတ်သားဖြစ်ဖို့များပါကြောင်းတုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးတွေမှာနားဝင်ပြီးပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးအကျေးဇူးအများကြီးတင်ပါတယ်